အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိုင်းဆရာမရွှေကူမင်းနှင်းရေးသားထားတဲ့အိမ်ဖော်တော်ဘူးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အိမ်ဖော်တော်ဘူးတော်ဘူးဆိုရင်အကြဆောင်တဝင်းလုံးကတည်ကြသည်အကြဆောင်ဆိုသည်မှာအဆောင်ခုနှစ်ရှစ်နှစ်တိုးချက်ဆောင်တို့ဖြစ်၏ အင်းစိန်ဆံပြဘဟုအချင်းထောင်မှာခုနှစ်နှစ်ရှိသည်အမျိုးသမီးအချင်းကြသူများအဆောင်သည်နံပါတ်၈ဆောင်အပေါ်ထက်အောက်ထက်မှာလူ300ခန့်နှင့်တိုးချဲဆောင်မှာ90ခန့်ရှိတတ်ပြီးအဆောင်ခုနှစ်ကအိမ်ဆောင်မဟုတ်အလောလောသောအဆောင်ဖြစ်သည်အဆောင်ခုနှစ်အောက်ထက်မှာဇာထိုးသော အလောလောသည်ဖြစ်ဇာဆောင်ဟုခေါ်ပြီး အပေါ်ထက်မှာပန်းလောသည်ဖြစ်ပန်းဆောင်ဟုခေါ်သည် ဗီရိရှားအစိုးရလက်ထက်ကဆောက်လုပ်ခဲ့သောအုတ်တိုက်ကြီးဖြစ်၏ဒူးရဲကြီးမှပြီးအရက်အမိုးမြင်သည်အောက်ထပ်မှာအင်္ဂရီကအင်္ဂရီခင်ဖြစ်လျက်အပေါ်ထက်ကကျောရှာထိုးစက်ပေါ်လက်နှင့်ဖိတ်ဖိတ်လက်နေလေသည်ဘာမှုနှင့်ပဲကြာလာသည်ဖြစ်စေပန်းဆောင်ပေါ်မှနေလိုကြ၏ပန်းဆောင်မှနေလေနေခင်ကြောခင်ရရသည်ပန်းလို့ရတာကစတိတဘောမျှတာပါ မိမိတို့အုပ်စုလိုက်စားစရာအထုပ်တွေထားပြီးမနေ့စာနေ့လယ်စာညစာကိုစားကြသည်လူရွေးပြီးနေရာချပေးသည်ဖြစ်လူနေသည်လူတန့်သည်ပြောရရင်နာရသိန်ဤအထက်တန်းလွာရက်ွက်ဆိုကြပါစို့ဟိုဖဲ့ငါဘိုင်းချက်လေကွယ်ဟေးငါပြည့်ရဖြော်တယ်ချင်မောင်ရင်ချက်တယ်အကြီးအမောလေးရှေ့ကခံပြီးဖြေသူကတော်ပူဖြစ်၏ လေးငါးယောက်တစုစိတ်တူရာစုပြီးစားကြသည်ကိုဟိုဘက်အိမ်ဟုတမင်စိတ်ပြလက်ပြပြောကြခြင်းပါပန်းဆောင်ပေါ်မှာဒီလိုအစုအဖွဲ့လေးတွေ6အိမ်လောက်ပဲရှိသည်ကြဲကြဲပြန့်ပြန့်တန်းတန်းရှင်းရှင်းအိမ်ကမိသားစုကိုသာမလွမ်းတက်ဘူးဆိုလေမနေချင်စရာဘာများမရှိကိုအိမ်ထက်တောင်ကောင်းသေးသူတို့ကကြေးရတတ်များဖြစ်လေရှိ၏ဒီတော့15ရက်တကြိမ်ထောင်ဝင်စာပို့ထားသော အစားအသောက်တွေက အရှံအပယ်ပေါ် ဒါအပြင်ဒီစနေသူ့အိမ်ကလာလင်းနောက်စနေကိုအိမ်ကလာဖို့အပတ်ခွဲထားလိုက်တော့နှစ်ပတ်တစ်ကြိမ်မဟုတ်တော့ဘဲအပတ်တိုင်းဖြစ်နေသည်စနေနေ့တိုင်းစားစရာတွေလာသည်အစိုးအချောက်တိုလီမိုလီဒီစားစရာတွေကို ကိုဟါကိုပြန်စီစဉ်ဖို့စားပြီးပလတ်စတစ်ပကံတွေစေချောဖို့အိမ်ဖော်လေးငှားထားနိုင်ကြပါသည်ထောင်ဝင်စာမလာနိုင်သောဆင်းရဲသူတို့ကအီဂျေးယားတပ်များထံအိမ်ဖော်လုပ်ကြသည် စားစရာပြင်ဆင်စေကျော်အဝတ်လျှော်အဝတ်လန်အိယာပြင်အိယာသိမ့်အဆဆခိုင်းနိုင်သည်အိမ်ဖို့အတွက်အဖိုးအခကတလလုံးမှာဆဲလိတ်200 300အများဆုံးပေါ့အဲထမင်းတော်ကြွေရသည်ထမင်းလာလင်းသွားတန်းစီရမည်နှိတ်ခင်းရင်နှွေးလာလင်းသွားတန်းစီနှိမ့်လေထီထိုင်မော်လိဒီလိုအလောလောဖို့အိမ်ဖို့တွေပေါ်လာပါသည် အိမ်ကထောင်စာမပေါနိုင်သူတွေကဒုနဲ့ဒေကိုဒေါ်ဘူးကဤလိုအိမ်ဖို့တူဖြစ်လေသည်ဒေါ်ဘူးကိုတဝင်းလုံးကတည်ဤတဝင်းလုံးကချစ်ဤဒေါ်ဘူးအမည်ရင်းကိုဘယ်သူမှမခေါ်ခါမဘူးလုံးကြီးနဲ့ကြော်ရုံကုန်ပြီးပုပ်ပုလေးဖြစ်နေသဖြင့်ဒေါ်ဘူးဟုဘယ်သူကစခေါ်မှန်းမသိဒေါ်ဘူးကလည်းသူ့ကိုဒေါ်ဘူးခေါ်ခြင်းကို နှစ်သက်စွာခံယူသည် တကယ်တော့ဒေါ်ဘူးတဘောကောင်းလွန်၍ထောင်ကြရသူသည်အပြင်မှာတော့ငါလည်းဒေါ်ဘူးဒီအိမ်ဖော်ဖြစ်သည်တအိမ်လုံးဤဩဇာကိုပြုံးပြုံးလေးခံယူလောက်ကင်ပေးနေကြမို့ထောင်ထဲရောက်တော့လေအားလုံးကိုဒေါ်ဘူးအောက်ကျခံသည် ကိုအလို့ရှင်မဟုတ်တော့သူများ၏အဝတ်တွေခြောက်တာတွေ့လင်းရုပ်ပြီးယူလာပေးတသည်ရုံးစွာအစုံအိမ်သာထိုင်ဖို့ရေခတ်ပြီး လာဖို့စားမှဆိုလေဟီဟီဟီ ဟုတ်ကဲ့ဟုလိုလိုလာလာပို့တတ်သူသည် ငပိရေဖြော်တယ်ဟုသူပြောရင်သူကငပိရေကိုဇွန်းနဲ့ခေါင်နေသည်ငပိရေအရေတော့ထောင်ဝင်စာကဘယ်လက်ခံပါမလဲအလောက်ကတင်ဆိုသလိုလူတွေကတက်လာကြချင်တာဖြစ်၏အိမ်ကလူတွေကရေကြုံငပိကိုတောက်တောက်ဆင်းပြီး၆နေအောင်လှော်ပေးရသည်ကြောက်တာမဟုတ်ငပိရေနဲ့မပြောက်ဖို့ဆိုတာလှော်မှဖြစ်တာရေချအောင်လှော်လိုက်တော့မတိုးတော့ဘဲနှစ်ပတ်တော့ကောင်းကောင်းခံပါသည် ဒီလိုငပိလော်ကို စားခနေကြမှာရေနွဲနဲ့ကော်ဖီဖြော်တယ်လို့ဖြော်ရ၏အယိုးလေးတွေစစ်ချငရုတ်တီမုံနဲ့ရာတာချုံမုတ်တဲ့ငရုတ်တီစိန်စက်တွန့်ဖြူနဲ့ဖြော်ချင်တပါဆိုလဲကျွတ်ကျွတ်အိတ်ကလေးနဲ့ထည့်ပြီးအပြင်ကအုတ်ခဲနဲ့ထူရိုင်းနိုင်သည်ငရုတ်တီထောင်းတယ်ပေါ့ဒေါ်ဘူးကဒါရီကြွန့်ကျင်သည်သူထောင်းတဲ့နေလာတာကိုကသုံးလေးနှစ်ရှိပြီပဲဒေါ်ဘူးကိုလိုချင်သူများဤ ဆဲလိုက်ပို့ပေးချင်ကြ၏တို့တော့ဒေါ်ဘူးကတစ္ဆာရှိသည် သူအလောလောသောအဖွဲအိမ်မှတာဝန်ကျေအောင်လုပ်သည် အချိန်ပေါ်လင်အခြားသူများကိုကူညီသည်ဒါအတွက်တော့အခကျင်းဝင်မယူအဝတ်အစားလေးပါလေးပေးလင်တော့ယူသည်ဒီတော့ဒေါ်ဘူးကပူပူကန်ကိုင်းဆိုပေမဲ့အဝတ်အစားမနှွမ်းချေတန့်လေတန့်ဤကြိလိုက်တိုင်းပြုံးရွှင်ဖြစ်လက်သူ သူကိုယ်သူထောင်ကြနေသည်ဟုမှထင်ရလားမသိ။ချင်မောင်ဟင်းနည်းနည်းပြေးပါလား။ဒေါ်ဘူးကိုတမင်နောက်ပြေးတောင်းကြတာပါ။ဒေါ်ဘူးကတဘောကောင်းတော်လဲပိုင်ရှင်မသိပဲပတော်မှမပေးချင်။သူအဖွဲကောင်းဆောင်မမိုးကဒေါ်ဘူးပေးလိုက်ပါဆိုမှသာချင်မောင်ဟင်းပပူကို ရင်နှွေးချမ်းတောက်တော့ကော်ခွက်လေးနဲ့ထည့်ပေးတတ်သည်။အင်ရှင်ပစ္စည်းကိုသူပစ္စည်းလိုပဲနှမျောတတ်သူဖြစ်၏။ ချေမောင်ဟင်းချက်ပုံကအပြစ်မာလို့မီးဖို့ပေါ်စီတက်ပြီးမှွေရတာတော့မဟုတ်ပါအိမ်တိုင်းထည့်ပေးနိုင်တာမဟုတ် လွယ်လဲလွယ်ကြကြလဲခန့်အောင်ချေမောင်ကြော်ပဲထည့်ပေးကြတာပါသူ့အိမ်ကိုအိမ်ကွဲပြားတဲ့ဖြစ်ချေမောင်ကြော်ကြော်ပုံนี้မတူကြချင်းတချို့ကပစွန်6နှစ်ကျော်သည်တချို့ကပစွန်အစုံနှစ်ကျော်သည် တချို့ကအဆက်ကျော်သည်တချို့ကငပိကဲသည် အရာတာတွေတစ်မျိုးစီ ဒါရီကိုစားရလွန်တော့ပစက်ကလက်မခံချင်ကြတော့ချိန်အိမ်မာတော့ကလိုဟင်းရဲ့ပူပူလေးမှုတ်ပြီးတောက်ချင်ကြ၏ဤတွင်ဒေါ်ပုကနှိတ်ခင်းရင်နှဲလာတာစောင့်ယူပြီးချင်းမောင်ကျော်ကိုရင်နှဲနှင့်ပြန်ဖြော်လေသည် စားလီရတာချုံမုတ်လေးထဲသည် အစင်သစ်ပါကတောင်ရထဲမှပင်စိမ့်ပြီးအညွန့်လေးကို ခိုးခူးခဲ့ပြီးဟင်းရည်ထဲခလိုက်သောအခါမွေးပြန့်သော ချမဟင်းချို့ကအကျဉ်းထောင်ထဲမှဟူမခံစားရတော့ချင်း ဒေါ်ဘူးကတိတ်ဟင်းချက်ကောင်းတာပဲအဖွဲကောင်းဆောင်မမိုးကအမြဲချီကျူတတ်၏သူ့ကိုချီကျူတိုင်းမျက်လွာကလေးချကပြုံးနေတတ်သည်ပြီးတော့ကန်တော်လေးမှလည်းချက်ရတယ်လေဟုပြန်ဖြေ၏ကန်တော်လေးဆိုတာသူ့အပြင်မှာတုန်းကနေခဲ့သောအိမ်မှာကန်တော်လေးကလမ်း60ဆိုလား89လမ်းဆိုလားအဲ့ဒီမှာဒေါ်ဘူးအိမ်ဖော်လုပ်ခဲ့တာတယ်သူ့အိမ်ရှင်ကဒေါ်ဘူးအဖမ်းခံရပြီးကလေးကယုံးကိုလည်းလိုက်မလား ထောင်ဝင်စာပို့ဖို့ဆိုတာအဝေးကြီး အမှုထင်ရှားတစ်ဖြစ်ဒေါ်ဘူးထောင်ကြသည်ငါနှင်းပြန်လွတ်ရင်ကန်တော်လေးပဲပြန်ပါလားမမိုးကခဏခဏမေးဖူ၏ဒေါ်ဘူးမဖြေပေမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နှင်းငြိမ်သွားလေးရှိ၏ခလေးလေးကိုတော့လွမ်းနေခလေးဆိုတာအင်ရှင်ခလေးကိုပြောမှမမိုးသည်သည် သူက ခလေးဟုဆိုပေမယ့်ခလေးကငငယ်လေးမဟုတ် ခုဆိုကလေးလေးကကောလိပ်တက်ပြစ်ချင်တယ်။ဒေါ်ဘူးထောင်ကြတော့ကလေးကဘယ်နှတန်းတော့အင်း၈တန်းအဲ၉တန်းဒေါ်ဘူးကကလေးကိုလွမ်းနေကလေးကပြစ်တကားမှမလာဘူး။မမိုးကဒေါ်တာကလေးဖြစ်ဆိုသည်ဒေါ်ဘူးကရီရီဝဲဝဲငေးရင် သူကကလေးလေးပဲကျမသူ့ကိုလာသားလေးကလေးကပခတ်လွဲလာရတာကလေးကလိမ်မာပါတယ်။ လိမ္မာလို့ပေါ့ဆေးချောက်ရှူတာဒါကတော့မမိုးရဲ့သူ့မိဘတွေမသိဘူးလားကျမကမတိုင်တာခလေးကမတိုင်နဲ့ဆိုလို့ဒီလိုနဲ့ပဲနေ့တိုင်းဝယ်ပေးရလားအင်းဟုတ်တယ်ခလေးကမဖို့အများကြီးရတယ်ကျမကခလေးကြောင့်ကိုတရက်မှသူကကြောင်းရှိကွန်းရဆိုင်မှာပုံနေတယ်။ကျမကိုမြင်တော့လက်ရက်ခေါ်ပြီးဆိုင်ရှင်ကိုတီးလို့ပြောတယ်။ နောက်ဆိုဒီတော်ကြီးလာယူလိုက်မယ်တဲ့ဒေါ်ဘူးကဘာမှမသိဘူးလားပထမတော့မသိဘူးထမင်းပို့ရင်ကိုရဆန်ရှိကဖြတ်သွားရတာလေဆန်ရှင်ကလှမ်းခေါ်ပြီးစက်ကူထုတ်လေးပေးတယ်ကျမလည်းထမင်းချက်အပေါ်စစ်မှာပေါင်းထည့်ပြီးခလေးကိုပေးလိုက်တာပါပဲပတ်ဆက်ခြေတော့ကောခလေးကမိုးဝဲရင်ခြေတာထင်ပါရဲ့ဘယ်တော့ကြလဲတနေ့တော့ကြမယ်ထင်တယ် ကလေးလည်းဘာမှမပြောရဘူးဆိုလို့မိဘတွေကိုကျမမပြောဘူး။ဖန်းတော့ကကလေးလက်ထဲမှာမမိဘူးလား။မပေးရသေးဘူးလေ။ကျမလက်ထဲအထုပ်ကင်ထားတော့ရဲတွေကကျမကိုလာ ချုပ်ပြီးဖန်းတာ။ကလေးထမင်းကြိုက်ပါပြောလဲမရဘူး။ထမင်းကြိုက်ပါတိမ်ပြီးရဲစကန်ကိုခေါ်သွားတာ။ကလေးနဲ့တော့မတွေ့ခဲ့ရပါဘူးမမိုးရဲ့။ဒီလိုပြောစင် တော့ဘူးအမျက်ရည်တုပ်သည်။ မမောကတော်ဘူးကို ထုချင်ရိုက်ချင်တော်လဲမထူရက်ပေးပြန်မသွားနဲ့အဲ့ဒီကန်တော်လေးကိုမပြန်နဲ့လွတ်ရင်မမိုးနဲ့ပဲလိုက်နေမမိုးကအရင်လွတ်မှာနော်တော်ဘူးလွတ်မဲ့ရက်မမိုးကိုလည်းလာချုံမယ်မမိုးမှလည်းသမီးလေးတယောက်ရှိပါတယ်သမီးကတော့ကြည်ပြီမမိုးဂျင်မိုးနဲ့ထောင်ကြတော့သမီးကတက်ကတော်ចောင်းသူပေါ့မမိုးယောက်ျားကတင်မောသားအိမ်မှာပဲသူမှမရှိဘူးတော်ဘူးလာနေ ခုလိုပဲချက်မဟိရချက်ပေးဟုတ်ဘူးလားမမိုးကပြောပြောနေတတ်သူမောသူစကားပြောပြလင်တဟာဟာရည်တက်တည်ဒေါ်ဘူးကလိုက်ရီတော့ရည်သည်မမိုးလိုမပွင့်လင်သူ့ကလေးစီပဲဆက်ရောက်နေပုံရ၏ပန်းဆောင်လေကားထိမ်မှခိုးနှကောင်လာနာသည်မမိုးကထမင်းလုံးပတ်ကျွေးရင်းမြေမြလွတ်ပါစေလို့ဆုတောင်းပေးတော်ဟုဆိုသည် ဒေါ်ဘူးကခေါင်းညိန်ရင်ချက်မောင်ဟင်းကုံမွေးနေ၏တပောင်းလေထဲတွင်ခတ်ဝဲဝဲမှမလေးရှားဗရောင်းနတ်များဝေလာသည်ဒေါ်ဘူးကချက်မောင်ဟင်းကုံမွေးစေဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာမရွှေကူမင်းနှင်းရေးသားထားတဲ့အိမ်ဖော်ဒေါ်ဘူးဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ချစ်စွတ်တင်ပါတယ်